အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်ဓာတ်ပုံကာလာပြင်နိုင်နဲ့ပတ်သက်ပြီးတော့ပြောပြမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့အချက်၅ချက်ကိုပြောပြမယ်နောက်ဆုံးမှာတော့ကျွန်တော်ဓာတ်ပုံတစ်ပုံလည်း update လုပ်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့သုံးမဲ့ app ကတော့ Lightroom Mobile ဆိုတဲ့ app ကိုသုံးပါပါအဲ့တော့ဒီ app က Lightroom Mobile မှာလည်းရှိတယ်နောက်ပြီးတော့ PC မှာလည်းရှိရပါတော့တကယ် professional ဓာတ်ပုံဆရာတွေအထိကျွန်တော်လူတိုင်းသုံးပါဗျာဓာတ်ပုံဆရာတိုင်းဒီ application နဲ့မကင်းအကုန်လုံးသုံးပါတယ်အဲ့တော့အခုကျွန်တော်ပြောမဲ့အချက်တွေကတော့ beginner friendly ဖြစ်တဲ့အတွက်ပေါ့နော်အရင် professional ဖြစ်ဆရာမလို့ကျွန်တော်လည်း professional မဟုတ်ဘူးတကယ်လို့ Tyrone app ကို download မလုပ်ရသေးရင်အခုလုပ်လိုက်ပါပြီးလို့ရှိရင်အဲ့ထဲမှာ account ဖွင့်လာတယ် free ဖွင့်လို့ရပါတယ် တပုံပြင်းတဲ့အချိန်မှာမလုတ်တဲ့ပထမဆုံးအချက်ကတော့ကာလာရဲ့အရင်များနေရတာကိုရှော့ပါကာလာရဲ့အရင်များနေဆိုတာ Lightroom ထဲမှာ saturation ဆိုတဲ့ဟာလေးများနေဆိုရင်မကောင်းဘူးပေါ့နော်တချို့ပုံတွေမှာတော့ကောင်းမယ်ပုံတွေတော်တော်များများမှာမလိုက်ဖတ်တာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ saturation ဆိုတာဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆွဲတင်လိုက်တယ်ဆိုတာနဲ့ကာလာရဲ့အရောင်တွေပိုတောက်လာတယ်ချလိုက်တယ်ဆိုလို့ရှိရင် black and white ဖြစ်သွားနိုင်တယ်အဲ့တော့လိုအပ်တဲ့အထိကာလာလေးရှိနေတာကောင်းတယ်ပေါ့နော်လိုအပ်တဲ့ over color ဖြစ်သွားရဲ့ဆိုလို့ရှိရင်ကာလာရဲ့ဆူဆူတောက်ကြီးဖြစ်တင်ပဲ ပြူပြပြဖြစ်ပြီးတော့မလှတပါဘူးအဲ့တော့ကျွန်တော်တို့စပြီးတော့ဓာတ်ပုံစားရတဲ့လူတွေဓာတ်ပုံအတက်တဲ့လူတွေလောက်တဲ့အမှားတကွာအဲ့ဒါပဲပေါ့နော်အဲ့ထဲမှာကျွန်တော်လည်းပါခဲ့ပါတယ်ဟာ2020လောက်တော့ပေါ့နော်ကျွန်တော်မြူထဲမှာဓာတ်ပုံတွေပက်ရိုက်ပြီးတော့ဟဲ့ကာလာတွေဓာတ်ပုံကာလာအကုန်လုံး saturation တွေဆွဲတင်တာမျိုးတွေလောက်တဲ့အဲ့တော့ဆွဲတင်ပြီးတော့ကာလာစူတောက်နေဟာမိုက်တကွာငါကင်မရာ share ပဲပါညာနဲ့ကွာ offi တက်တာပေါ့နော်ဒါပေမဲ့အဲ့ဒါမျိုးကမဟုတ်ပါဘူးဒါကာလာတွေပြူပြပြနဲ့ကျွန်တော်အခုချိန်ပြန်ကြည့်တဲ့အချိန်မှာတော်တော်ကြည့်လို့မရတဲ့အခြေအနေမျိုးဖြစ်နေပေါ့နော်အဲ့တော့ကာလာတွေများတာကိုရှောင်ပါ နံပါတ်2ကတော့ crop tool သုံးပါဓာတ်ပုံနေတဲ့အချိန်မှာကျွန်တော်တို့မျိုးလုံးကစောင်းနေပေါ့နော်နည်းနည်းလေးစောင်းနေအဲ့တော့ရိုက်လာတဲ့ဟာတွေကနည်းနည်းလေးစောင်းနေတယ်အဲ့လိုမညီမညာဖြစ်နေတယ်တချို့ကိုစန်တာထားတဲ့ဟာတွေအစန္ဒာမချဖြစ်နေပေါ့နော်အဲ့တော့ဓာတ်ပုံ active မလုပ်ခင်မှာပထမဆုံး crop tool ယူပြီးလို့ရှိရင်အဲ့ဒီထဲမှာကျွန်တော်တို့နည်းနည်းလေးညီပေါင်းလို့ crop လုပ်တင်တယ်ပေါ့နော်အဲ့တော့ crop tool သုံးကလည်းလွှဲပါတယ်ကျွန်တော်တို့ဒါစန်တာလည်းကြလားမကြလားကြည့်ပြီးလို့ရှိရင်ဘေးကအမှန်ချစ်လေးကိုမှဲ့ရတယ်ဆိုရင်ရပါပြီတကယ်လို့ကိုကစောင်းနေရပါညာတဲ့ကျင်နေဆိုလို့ရှိရင်ဒီအောက်နားလေးကဒီအဝေးလေးကိုလှည့်ပြီးတော့တဲ့လို့ရပါတယ် နောက်တဲ့နံပါတ်3အချက်ကတော့ white balance နဲ့ color ချိန်တာမကောင်းပါဘူး ဘာလဲဆိုလို့ရှိရင် white balance ဆိုတာအဓိကဘာလဲဆိုတော့ကျွန်တော်တို့ဓာတ်ပုံမှာ color ပြင်တဲ့အချိန်မှာအချက်နှစ်ချက်ရှိရပါတော့ပထမဆုံးအချက်က color correct လောက်ရပါတယ်အဲ့တော့ကျွန်တော် exposure မှားနေပိုင်ရဆိုလို့ရှိရင်လည်းဒါအလင်းမောင်တွေတက်အောင်လုပ်ရတယ်ဒီလိုမျိုးရောပေါ့နော် color မှာကျွန်တော်တို့ပြင်မှာရိုက်လာတဲ့နေရောင်ခြည်အောက်မှာဆိုလို့ရှိရင် color ရဲ့ဝါနေဖြစ်တတ်တယ်အရန်အေးနေအိမ်မှာဆိုလို့ရှိရင်ပြာနေဖြစ်တတ်တယ်အဲ့လိုမျိုးအခြေအနေမျိုးမှာကျွန်တော်တို့က balance color ကိုပြန်ညှိအောင်လုပ်ရပါပေါ့နော်အဲ့ဒါ white balance နဲ့ပြန်ပြီးတော့ညှိရပါတယ်တကယ်လို့အဲ့ထဲမှာကိုယ်ပုံထဲမှာအဖြူရောင်လေးတစ်ခုပါတယ်ဆိုလို့ရှိရင် white balance pair tools လေးကိုယူပြီးလို့ရှိရင်အဖြူရောင်လေးပုံထောက်လိုက် ဆိုရင်ဒါအဖြစ် color white balance ညီပါတယ်ပေါ့နော်တကယ်လို့အဲ့လိုမရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါမှန်းပြီးတော့လုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်အခုပြထားတဲ့ပုံလေးမှာဆိုလို့ရှိရင်ဒါပြာနေပေါ့နော်ပြာနေဆိုတော့ကျွန်တော်အဝါလေးဘက်ကိုနည်းနည်းလေးရှူလိုက်တာနဲ့ဒီပုံရဲ့ color မှန်သွားပါပြီပြီးတော့မှအဲ့ဒီအဆင့်ပြီးတော့မှကျွန်တော် color grading လုပ်ရပါတယ်အဲ့ဒါပြီးတော့မှကိုကြိုက်တဲ့ color ထည့်မယ်ကိုသွားကျင်တဲ့မှုတွေကိုသွားလို့ရပါတယ်အဲ့တော့အဲ့ဒီ white balance tool ကိုယူပြီးတော့ကျွန်တော်တို့ပုံတွေကိုဝါပလိုက်တယ်အဲ့ကြိုင်ဟိုမက္ဆီကိုရောက်နေတဲ့ color ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါမျိုးမဟုတ်ပါဘူးတကယ်တမ်းအဲ့လို color grading လုပ်ချင်ဆိုရှင် color ာဝီးတဲ့ကိုသွားပြီးလို့ရှိရင်အဲ့ထဲမှာ highlight ဆို highlight share လို့ share လို့ကိုကြိုက်တဲ့ကာလာကိုပြင်လို့ရပါတယ်နောက်တစ်ချက်ကကြတော့ကျွန်တော်အဲ့ထက်မှာ Lightroom မှာပါတဲ့ Clarity တွေကိုစွတ်တင်တာပါ လတ်တီကိုဆွတ်ရလဲမှားတယ်ဆွတ်တယ်လဲမှားတယ်အသင်းအနေဒေါ်လောက်မှာဆိုရင်ကောင်းတယ်ပေါ့နော်အဲ့အဲ့ကလတ်တီကကျွန်တော်ကိုအစပြီးတော့မှားခဲ့တဲ့အရာတခုပါဘာလဲဆိုတော့တင်လိုက်တယ်ဆိုလို့ရှိရင်ပုံကပို့ပြီးတော့ကြည်သွားတယ်အဲ့ခံစားရတယ်ပေါ့နော် sharpening ကောင်းလာတယ်ပြီးတော့ DD ပို့ပေါ်လာတယ်ပေါ့တကယ်တမ်းအဲ့လိုမဟုတ်ဘူးပေါ့နော်အဲ့ဒါလိုတောက်လေးပဲတင်လာကောင်းပါတယ်တကယ်လို့သူက short လိုက်တယ်ဆိုလို့ရှိရင်တော့ glow effect တွေဖြစ်တယ်ဒါပေမဲ့အများကြီးကျတော့ရတယ်ဆိုလို့ရှိရင်ဒီနှကောင်းနာဒီနားရဲ့ဘာပဲပျောက်သွားတယ်ပေါ့နော်အဲ့တော့အဲ့ကလတ်တီဒီဘာကြီးကိုလည်းအလဲလက်လန်းစင်တိုင်းပဲသွားပါလို့ကျွန်တော် အကြံလေး ቆይ ጀማሬ። နောက်ဆုံးအချက်ကကြတော့ကျွန်တော်တို့ကာငါတွေကို color mix ထဲမှာပေါ့နော်မဖြစ်နိုင်တဲ့ color မျိုးတွေလောက်တာမျိုးอ่ะမကောင်းပါဘူးဥပမာပေါ့နော်ဒီထဲမှာတစ်ပင်နေပါတယ်တစ်ပင်နေပါတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအစိမ်းရောင်လေးနဲ့ထည့်ရပေါ့နော်အဲ့တော့ color mix ထဲကအစိမ်းရောင်ကိုကျွန်တော်ရွှေ့လိုက်တယ်ဆိုရင်ဒီတစ်ပင်နေကအရောင်တွေအများကြီးပြောင်းနေတယ်အဲ့တော့အဲ့ဒီတစ်ပင်နေကပေါ့နော်အစိမ်းရောင်နဲ့အဝါရောင်အဲ့နာဝင်းကြီးလေးမှာပဲရှိတယ်အကောင်းနေပေါ့နော်မဟုတ်လို့ရှိရင်တော့ကျွန်တော် avatar ရုပ်ရှင်ထဲရလို့မျိုးအပင်နေဖြစ်သွားလိမ့်မယ်အဲ့ကြိုင်လဲကုတ်ပုံရဲ့သဘာဝကမဆန်ဘဲနဲ့မလှသလိုဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး color တွေကိုလည်းအများကြီးမကလီယာကောင်းပါ ါတယ်အဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့ပေါ့နော် bonus save အနေနဲ့ကျွန်တော်ဓာတ်ပုံလေးတွေပုံပြင်ရပါမယ်တကယ်တမ်းဓာတ်ပုံလေး edit လုပ်တဲ့အခါမှာ color တွေအများကြီးလောက်တာလက်ဆိုင်နည်းနည်းလေးပေါ့နော်နည်းနည်းလေးကလေးလိုက်တာပို့ပြီးတော့ကုပုံလေးပို့ပြီးတော့မှိုက်ပါစေတယ်လာပါစေတယ်အဲ့တော့ကျွန်တော်ဒီနေ့နမူနာလေးပြပါမယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ပြင်ပြမယ့်ပုံကကျွန်တော်ဒီမှာပြရတဲ့အိန္ဒိယပုံလေးကိုပြင်ပြမှာဖြစ်ပါတယ်။ကျွန်တော်ဆန္ဒပြောခဲ့လို့ပဲပထမဆုံးကျွန်တော် crop tool လေးကိုယူမယ်။ကျွန်တော်ဒီပုံပေါ့နော်လူကိုစင်တာလေးမှာထားခြင်းလာဖြစ်လို့စင်တာဘက်ကိုနည်းနည်းလေးရွှေ့ပါမယ်။ တကယ်လို့ကိုကပုံလေးကစောင်းတယ်ဆိုဒီအောက်မှာ wheel လေးရှိရပါတော့အားလေးကိုလဲပြီးတော့ဒီလို stress စောင်းလုပ်လို့ရတယ်အဲ့တော့ဒီပုံလေးကတော့တော်တော်လေးတည့်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဒီလောက်မှာပဲထားပါမယ်အဲ့တော့ဒါလူလေးဆန္ဒကျသွားတယ်ပြီးအောက်ကဒီမှာယထာလန်းလေးနည်းနည်းပုံနေပါတော့အဲ့ဒါလေးကိုကျွန်တော်နည်းနည်းလေးအပေါ်လေးကိုတင်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော် crop လောက်တာပြပါပြီပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီပုံက exposure မှန်ပြီးသားပါတော့မှန်ပြီးသားဆိုတော့ကျွန်တော် contrast ကိုနည်းနည်းလေးပဲ plus 9လောက်ပြပေးမယ်ပြီးရင် shadow ကိုကျွန်တော်နည်းနည်းလေးဖွင့်ပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်အင်ဂျင်အမဲဝင်တာဆိုတော့တော်တော်လေးပြောင်းနေလို့ပါ လောက်ပါပဲပြီးလို့ရှိရင် highlight ကိုကျွန်တော်နည်းနည်းလေးရှင်းပါမယ် minus 3လောက်ထိပဲရှင်းပါမယ်ဒါဆိုရင်ကျွန်တော် color correction နိဗာမှန်နေပေါ့နော်အဲ့မှာကျွန်တော်ဒီပုံကတော်တော်ပြားနေပေါ့နော်ပြားနေဆိုအဲ့တော့ A နေရာလေးပါတယ်နောက်ကောင်းရင်လည်းများနေပေါ့နော်အဲ့ကျွန်တော်အဝါဘက်ကိုနည်းနည်းလေးပဲရှင်းပါမယ်အများကြီးမဟုတ်ပါဘူးကျွန်တော်ဒီပုံအဲ့လိုခူးထုံးပုံမှန်လေးတွေ့ကျင်တာပါဒါပေမဲ့အရင်ပြားနေရောလည်းမကောင်းပါဘူးနော်အဲ့ကျွန်တော် plus 3လောက်ထိပဲတော့ပါမယ် ပြီးရင်တော့ကျွန်တော် vibrance ပေါ့နော် vibrance ကိုကျွန်တော်နည်းနည်းလေးတင်ပါမယ်ဒီပုံကျွန်တော် color လေးနည်းနည်းဆက်ချင်လို့ပါတကယ်လို့က vibrance ကို show ရင်ဒီလိုမမွေးဖြစ်သွားလိမ့်မယ်အဲ့တော့ဒီပုံလေးတော့ကျွန်တော်ကြိုက်တဲ့အတွက် color လေးကို +7 လောက်ပြီးတင်မယ်ပြီးရင်တော့ကျွန်တော် color mist တွေကိုတောက်ပါမယ်ဒီပုံမှာကျွန်တော်တခုပဲပြောနေပါတယ်အဲ့တော့အပြည့်အောင်လေးပေါ့နော်ဒီပုံမှာအပြည့်အောင်ကောင်းမြွန်ထိပါတယ်ဒီမှာပါအဲ့တော့ကျွန်တော်နည်းနည်းလေးမိုးပြပါလေးကိုနည်းနည်းလေးသွားကျင်တယ်ပေါ့နော်အများကြီးမဟုတ်ပါဘူးအဲ့တော့ minus ဒီ7နှစ်ပေါ့နော်8ဝင်းချလောက်မှထားမယ်ပြီး saturation လေးကိုနည်းနည်းလေးတင်ပါမယ် ဒီလောက်ပါပဲဒါဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံးကျွန်တော်အချိန်ဆုံး green လေးနည်းနည်းတော့အုပ်ပါမယ်အဲ့တော့ကျွန်တော် green လေးပါကြိုက်တယ်ပေါ့နော် green လေးထည့်လိုက်ရဆိုလို့ရှိရင်ပုံလေးရတို့ noise လေးဖြစ်သွားတယ်ပေါ့နော်အားလေးကိုကျွန်တော်အရင်ကြိုက်ပါတယ်ကျွန်တော်ရဲ့ color ပြင်တဲ့ flow ကဒါပဲပေါ့နော်ဒါ before ဒါ after ပါအဲ့တော့ color ပြင်နေဆိုတာအများကြီးလောက်ဆရာလည်းမလုပ်ဘူးเนาะတခါလေးနည်းနည်းလေး adjustment လေးလုပ်လိုက်တာနဲ့လှနေပါပြီအဲ့တော့ over color တွေမလုပ်နဲ့အခုလိုမျိုးလေးပဲနည်း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 ချင်းပြင်ကြည့်ပြီးတော့ကျွန်တော်အကြံပေးချင်တာတော့တနည်းကိုကိုယ်အိမ်သားဝင်ချင်မှာ print box လေးပဲဖြစ်ဖြစ်တစ်ခုခုပေါ့เนาะအဲ့လိုမျိုးလေးကိုထပ်ပုံရိုက်ပြီးလို့ရှိရင် Lightroom နဲ့တဲ့ပြင် color လေးနည်းနည်းနည်းစီ edit ကြည့်ပါအဲ့လိုမျိုးနဲ့ပဲကိုယ်ကပို့ပြီးတော့တိုးတက်လာပါလိမ့်မယ်အဲ့တော့ဒီ video လေးကအသုံးမယ်လို့ထင်ပါတယ်တကယ်လို့သိချင်တာရှိရဆိုရင် comment နဲ့မှာရေးခဲ့ပါကျွန်တော်နောက်နေ့မှာတော့ Lightroom mobile အသုံးပြုမျိုးလေးပြပြသွားမှာဖြစ်ပါ pero te daba.